ုံးမင်္ဂလာပါရေဝချင်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျန်လာ6ရက်နေ့ဒီနေ့မှာတပြသွားမယ့်အကြောင်းအရာတွေကသစ္စာဒိဋ္ဌံမိနေတဲ့ကောင်းတွေကိုကျွန်တော်ပြည်သူလူထုအရှိမပဲလက်ပြန်ကြိုးတုပ်ပြီးတော့သစ္စာဒိဋ္ဌံပြန်ဆိုခိုင်းခံလိုက်ရတယ်အကြံဖက်စစ်ခွေတက်ကဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစိုးထွတ်ကြုံ ပြည်သူလူထုကျွေးတာစားပြီးတော့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရမယ်အစားကျွန်တော်ပြည်သူလူထုကိုညီမနှိမ့်ဆက်တပ်ဖြတ်နေတဲ့ကောင်းလေသစ္စာဒိဋ္ဌံမင်းတို့မေ့နေလားပြန်စုမင်းတို့ပေါ်ဝါစီးပြီးတော့လက်ပြန်ကြိုးတုပ်ကျွန်တော်ပြည်သူအရှိမဒူးတုပ်ခါစားပြီးတော့သစ္စာအဒိဋ္ဌံဆိုနေတဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိဘတွေဝင်ကြည့်ပေးပါ ရင်တော့ကျွန်တော်ရုပ်ရှင်ကားတွေမှာကျွန်တော်ကြားနေရတဲ့အတန်တစ်ခုရှိတယ်။အဲ့ဒါကတော့မင်းတို့ကိုပြည်သူရဲတွေကဝိုင်းထားပြီးမလှုပ်နဲ့။ဒါရဲပါညော့ရုပ်ရှင်ကားတွေတိုင်းညောင်းတိုင်းညောင်းဆိုတဲ့ကျွန်တော်တို့ဂျင်းထက်ခံပြီးတော့ကျွန်တော်တို့ကလေးဘွားကကြီးခဲ့တဲ့ရုပ်ရှင်ကားတွေမှာအများနဲ့ပါတာပါ။နောက်ဆုံးခန်းကြပါအမင်းသားတေမမင်းမီးတေမဒါမှမဟုတ် ကျွန်တော်တို့ပြည်သူကကြည်နေတယ်ပေါ့နော်ရုပ်ရှင်ပိတ်သက်တွေဇက်နာသွားတဲ့အချိန်ကြာမှာတနက်အဆုတ်လေးတွေလွယ်ပြီးတော့မင်းတို့ကိုပြည်သူရဲတွေဝိုင်းထားတယ်ဆိုပြီးတော့ဝင်လာတက်တက်ကောင်းနေအခုချိန်မှာတော့အဲ့ဒီစခွေးနဲ့ရဲခွေးတွေကိုကျွန်တော်တို့ပြည်သူက ပြန်လဲဝိုင်းထားယုံနေမှာပဲねကျွန်တော်တို့ပြည်သူလူထုကပြန်လဲဖမ်းပြီးတော့တရားစီရင် နေရတဲ့အခြေအနေအကြောင်းတွေကျွန်တော်တင်ပြပါပါနောက်ထပ်ဒိန်းတစ်ခုအဲ့ဒီဒိန်းကလည်းပဲဒါဗမှုချုပ်ချုံထုံးအောင်ကျွန်တော်ယူကြည်လူငယ်တွေဒါသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်ကျွန်တော်ဒီဒိန်းနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်တို့ဒါအဲ့ဒီမှာဒါပါဝင်တဲ့ကျွန်တော်ယူကြည်လူငယ်တွေအနေနဲ့လွတ်မြောက်တဲ့နေရာမှာကျွန်တော်ရောက်ရှိနေပြီး တကယ်လို့သူတို့ကဖမ်းမဲ့ဆိုရင်လည်းပဲအမြည်တက်ပြီးတော့ကျွန်တော်ပြစ်မဲ့ပြည်သူကိုပဲဒါဖမ်းဆီးပါလိမ့်မယ်သူကျွန်တော် UG လူငယ်တွေကတည်ဝင်ပြောဆိုခဲ့တာရှိပါတယ်သူတို့ပြောတဲ့စကားအတိုင်းအခုဖြစ်နေပါပြီအဲ့ဒါကတော့ဘုံမှုချုပ်ချုံအောင်တည်ဆုံမှုမှာလောက်ကျန်သူဆိုပြီးတော့မတင်ကာမှုတွေနဲ့အသက်6နှစ်အရွယ်ကလေးငယ်ပါအပါအဝင်း ပြည်သူ16ဦးကိုအကြမ်းဖက်စစ်ခွေးတပ်ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတော့အတင်းတွေထွက်ပေါ်လာပါတယ်ဒါနဲ့ချိန်နဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေးလာစောင့်ကြည့်တဲ့သူတွေနဲ့ကျွန်တော်တို့အဲ့ဒီမစ်ဆင်ကိုအောင်မြင်စွာလုံဆောင်နိုင်ခဲ့တဲ့ရန်ကုန်ယူဂျီလူငယ်အဖွဲ့ဒါမြေပြင်ကထုတ်ပြန်ကြီးညာချက်ဒါတွေကိုတင်ပြပေးမှာပါ ဒါကြောင့်ကျွန်တော်ရဲ့ video ကိုအဆုံးထိဝင်ရကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဒလေးစားဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာမင်းတို့စခွေးရဲ့ခွေးတွေကိုကျွန်တော်တို့ပြည်သူကဝိုင်းထားပြီးဖြစ်ပါတယ်ကျွန်တော်အများနဲ့ပြောနေကြပဲပြည်သူသားလင်အမိပြည်သူသားလင်အဖပြည်သူသားလင်ဒီနိုင်ငံရဲ့အရေးပါဆုံးသောအပြောင်းလဲရဲ့တာဝန်ရှိတဲ့အဓိကသူတွေဖြစ်ပါတယ် ကျွန်တော်ပြည်သူကိုကြော်ပြီးတော့ဘာတစ်ခုမှလုပ်လို့မရဘူး။ဒါကြောင့်လည်းပြည်သူလူထုတရံတို့ရဲ့ဆန္ဒကိုညှင်းဆန်းခဲ့တဲ့အုံတော့မဲ့တဲ့ကောင်တွေလက်ရှိခွေးယူလို့ဖြစ်နေတယ်ဆိုတာကိုလည်းတစ်ကမ္ဘာလုံးကထိုင်ကြည့်ရင်လည်းဟာတိုက်နေရတဲ့အခြေအနေပါ။ဒါတကယ်ဖြစ်ရမှန်လေးပါ။ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီလုပ်ခဲ့မယ်ဆိုရင် main online အခုချိန်မှာအေးစစ်စစ်ပင်စင်ယူပြီးတော့တကွာလုံးကိုပတ်ပြီးတော့နှက်နေလို့ရတယ်ကျွန်တော်ပြောတဲ့စကားလူငယ်အတန်းပါကျွန်တော်ကတော့လူငယ်ပြပြရဲဘော်ပြ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 တသားပဲတင်ပြတတ်ပါတယ်ကျွန်တော်ပြည်သူရဲ့စကားကိုနားမထောင်ဘဲနဲ့ပြည်သူကိုလက်နက်ပြပြည်သူကိုဖိနှိပ်ပြပြည်သူကိုကြောက်လန့်အောင်လှုပ်သွားလို့ရလို့လားဒါကြောင့်ဒီကနေ့ဖြစ်စဉ် မန္တလေးတိုင်း6မြို့နယ်ညောင်ဦး6လမ်းမတနေရာမှာဂျမဖတ်စစ်ခွေးတက်ရဲ့ဒါတပ်ဖွဲ့ဝင်ဖြစ်တဲ့ဘိုးကြီးညီညီမျိုးဆွေနဲ့ဘိုးကြီးစိုးထွတ်ကျော်ကိုအရှင်ဖမ်းမိကြောင်းညောင်ဦးမြို့နယ်ပကပတောင်ဝင်ရှိတဲ့ကိုစည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်ကျွန်တော်လူငယ်တွေကတော့ဖမ်းရင်ဖမ်းတယ်မိမိတယ် ။သတင်းကိုမြေပြင်ကဗီဒီယိုနဲ့တကွာတက်သေးပြပြီးတော့ထုတ်ပြန်ကြီးညာတယ်။ဆိုတော့ကကျွန်တော်ပြောချင်တာကဟိုဘက်ရက်ကကဒီကနေ့ဒါလိမ့်လေထုတ်ပြန်ပြီးတော့ကျွန်တော်ပြစ်မဲ့ပြည်သူ၆နှစ်အရွယ်ကလေးငယ်ပါအပါဝင်ရန်တန်ဖမ်းနေတာကိုကျွန်တော်ကညှို့ဆူတပြနေချင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့လူငယ်တွေကဖမ်းမိသွားတော့ကျွန်တော်မိဘပြည်သူတွေကိုတရားဝင်တင်ပြသွားတယ် လက်မြပုံလေးကလည်းတကယ့်ကိုဒါယူကျုံးမှုအဖြစ်ရှိပါတယ်နှလုံးလေးကိုတော့စီးထားတယ်လက်ပြန်ကျိုးလေးကိုတော့တုတ်ထားတယ်ပြီးတော့မင်းတို့ရဲ့သစ္စာဒိဋ္ဌံမင်းတို့ဆိုခဲ့တဲ့သစ္စာဒိဋ္ဌံကိုပြန်ဆိုပြရှင်းရှင်းလေးပါဒီသစ္စာဒိဋ္ဌံကို မင်းတို့ကိုယ်တိုင်မင်းတို့ပြည်သူကို ပြန်ဆိုပြသစ္စာဒိဋ္ဌံမိနေလား မမိပါဘူးအေးမမိဆိုဆိုရှာပါလေနှစ်အောင်လုံးညင်ညာပဲဆိုတော့ကိုဆိုတဲ့သစ္စာဒိဋ္ဌံနဲ့ကိုလုံးနေတဲ့အလုံးမှုရာတွင်နဲ့ဘာကြောင့်ကွဲပြားခြားနာနေတာလဲကျွန်တော်ပြည်သူကို နေစဉ်ဖိနှိပ်တပ်ဖြတ်ငွေညစ်ခိုးဆိုးလူနိုင်နေလို့ဒီနိုင်ငံအတွင်းမှာဘယ်နှရက်ထမင်းဆက်စားလို့ရအောင်လဲကျွန်တော်ကတော့ကျွန်တော်လူငယ်စကားလို့ပဲ နောက်နေ့မျက်နှာသစ်เสียမရှိ အခြေအနေဇိုးတွေနဲ့ကြုံသွားမှာတနေ့မဟုတ်တနေ့ရောက်လာမှာဖြစ်တယ်။ဒါတော့ကျွန်တော်တညာမှုတွေအများကြီးရှိတယ်ကျွန်တော်ပြီးပါဒါပုံဝင်လေးလေးပြောတာကျောင်းမစ်ရှင်တွေမှာကျွန်တော်အားလုံးစီစဉ်ပြီးသွားပြီတို့ပေမဲ့အဲ့ဒီမစ်ရှင်ရဲ့အနည်းပတ်ဝန်းကျင်မှာဒေသခံပြည်သူတွေဒါရှိနေပြည်တော်တော့ပြီးတော့အဲ့ဒီမှာဘာမှမသက်ဆိုင်တဲ့သူတွေအဲ့ဒါ ယုံရင်စကတ်ဖြစ်နေတဲ့အခြေအနေတွေမှာကျွန်တော်တို့မစ်ရှင်ပေါင်းများများစွာကိုနောက်ဆုတ်ခဲ့တာဒီအများကြီးရှိတယ်ကျွန်တော်ပြည်သူထိမှဆိုလို့မဟုတ်ရင်ဒီထက်ပိုတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အရာရှိဘိုင်းတွေကုန်သွားတော့ရှိနေတော့ပြီဒါကြောင့်ကျွန်တော်တို့ကကြိုပြီးတော့ကျွန်တော်မိပါတွေပြောတယ်ရပါစေခွေးတက်နဲ့ကင်းတဲ့နေရာမှာနေပါဝေးဆုံးမှာနေပါငါသွားတဲ့လမ်းတောင်းဖို့ငါရှိတဲ့ရက်ကွက်အဲ့ဒီရက်ကွက်မှာအဲ့ဒီကောင်နေနေနေဆိုရင်အဲ့ဒီအိမ်နဲ့ကောင်ဝေးနေပါ လပိဆိုင်ထိုင်နေဆိုရင်လည်းပဲအဲ့ဒီကောင်းလေးလပိဝင်တောက်ရင်ကျွန်တော်မိပါထွက်သွားလိုက်ပါအတုတ်ဆိုင်မှာအတုတ်စားနေတယ်ဆိုလဲကျွန်တော်ရဲ့ညီကိုမောင်မတွေသူတို့ဝေးပြီဆိုတော့ထွက်သွားလိုက်ပါဆိုတော့ဒီလိုမျိုးခက်ခဲတွေကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခဲ့တာတွေရှိပါတယ်။ဒါကကျွန်တော်ကိုယ်ထိုက်ကလည်းပဲလက်ရှိကျွန်တော်တို့ဒါအကျူချင်းညီကိုမောင်မတွေနဲ့အမြဲတမ်းဒါဆွေးနွေးစကားပြောတိုင်းမင်းနေတာကျွန်တော်ညီကိုမောင်မတွေအားလုံးကအတူတူပါပဲ။ ဆိုတော့ဒီအချိန်လေးမှာကိုရှမ်းလေးရအဲ့ဒီမရှင်ကျွန်တော်တို့စုပ်ပေးလိုက်ရအခုပြင်ဆင်ပြီးသားပြင်ဆင်မှုအတွက်ကျွန်တော်ကြိုးစားခဲ့ရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်မြင်ပါနံပါတ်1ရေးပေါ်တွေလုံချုံရေးနံပါတ်2ကျွန်တော်တို့ဒါဆက်ဆက်ပြီးတော့အသုံးပြုမဲ့အဆက်ဆက်ရေးပေါ့ဗျာနံပါတ်3ပြင်ဆင်မှုအတွက်ပုံကြစေနံပါတ်4အစီအစဉ်ကိုပြန်လည်ပြီးတော့ဒါဆုတ်ခွာလိုက်တဲ့ရေးပေါ်အခြေအနေမှာ လူကြုံရေးအများကြီးကျိုးပေါက်ခံရတဲ့အခြေအနေအခြေအနေတွေအများကြီးရှိပါတယ်ဆိုတော့ဒါပေမဲ့ဒီလိုခက်ခဲမျိုးတွေကြားရမှာပဲကျွန်တော်လူငယ်တွေဟာပေါ်လင်ချင်ရှားစွာနဲ့ကျွန်တော်မိဘတွေနဲ့အတူတူမျိုးပြအတွေမှာရှိနေကြောင်းကိုတသက်ပြခဲ့ပြီးဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ဖက်စစ်ခွတ်တဲ့အာသူတို့အတွက်နေစရာနေရာမရှိဘူးဆိုတော့ကျွန်တော်ထင်ရှားတာတွေ့ရမှာဖြစ်တယ် တို့တွေကိုဒါလမ်းလွတ်ကြွေးဆောင်ရနေတဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာကိုကိုပိုင်ကအိစီကားနဲ့လာတဲ့အဲ့ဒီအချမ်းပတ်ဖတ်စစ်ခွေးကဘူကြီးညီညီမျိုးစုနဲ့ဘူကြီးစိုးထွတ်ကျော်နှစ်ကောင်လုံးကိုအရှင်ဖတ်လိုက်တာကိုပိုင်ကအိစီကားနဲ့စစ်ကားနဲ့မဟုတ်ယူနီဖောင်းနဲ့လည်းမဟုတ်ဆိုတော့ကိုအချီနေတာ ကိုပြန်တိဖို့တော့လိုတာပေါ့ဗျာငါကတော့အရာရှိပါငါကတော့ပူကြီးပါဟုတ်လားဒါနဲ့ကျွန်တော်တို့ဒါဒေသဆိုင်ရာအသီးသီးမှာစစ်ယူနီဖောင်းတကားကားနဲ့ဒါရဲခွေအင်ကြီးတကားကားနဲ့ပုံမြောက်ဒီမြောက်ကောင်တွေနှုတ်ကြမြောက်ကြွကောင်တွေမတွေ့လားတော်တော်ကြာနေပြီနော်ကျွန်တော်နေပါအရှင်တော့ဆိုမျက်မှန်တက်ပြီးတော့ကျောင်းရန်ကုန်လေးမန်းလေးမှာဆိုအမြင်နဲ့တွေ့ရပါဘူးမျက်မှန်တက်ပြီးတော့ဆိုင်နဲ့ဂိုင်းနဲ့အာ ်ဘကုံးကပွင့်နေကထားသေးတယ်အတောင်ရင်ရှိပေါ့ဒီလိုပုံတွေများကြီးရှိပါတယ်ဆိုတော့အခုဆိုရင်အကြံပတ်စစ်ခွေးတက်ရစစ်ခွေးယူနီဖောင်းရဲခွေးယူနီဖောင်းဝတ်တွေနဲ့မမီရတော့ကိုရှားပါနေတာပါဒီလိုချင်းနေမျိုးမှာအရက်ဝတ်နဲ့ကိုယ်ရောင်ဖြောက်ပြီးတော့ကျွန်တော်ပြည်သူနဲ့ဂျောနှောပြီးတော့ခီးသွားလာလို့ຢာခေါင်းပါရဲ့သူတို့လည်းစိတ်ကူးပါလိမ့်မယ်ခွေးနဲ့လူပုံစံကကွဲတယ် ဟုတ်လားကျွန်တော်ရေးပြီးပါ strike video ကိုကြည့်နေတယ်ကျွန်တော်ရဲ့အညီကိုမောင်းမှာတယ်ကျွန်တော်ရဲ့ video comment မှာရှိပြီးစစ်ခွေးနဲ့ကျွန်တော်ရဲ့ပြည်သူနဲ့ကျွန်တော်တို့ဒီနေပုံစံကွဲတယ်ရဲခွေးနဲ့ကျွန်တော်တို့ဒီနေဘာမှမဆိုင်ဘူးကျွန်တော်တို့အရင်ကတုံးတဲ့စကားလေးစကူရှိပါတယ်နည်းနည်းလေးရိုင်းသွားရင်တော့ပြန်လို့ပြပါနှစ်သက်ချီနဲ့ဟုတ်ပြီ ။လက်ရှိချိန်မှာတော့နှုံကိုဖုံကာထာထပ်ပို့ပြီးတော့ကျွန်တော်တို့တော့ဘာမှမလုပ်ကသေးပဲနဲ့ရှူရှူဖတ်ကြနေပါလေ။အဲ့လောက်တော့ပဲကြောက်နေရလားငါကောင်းနေရ။မင်းတို့ပြောတော့ Standard Army G ရဲ့အရာရှိဘူကြီးတွေဘူမှုကြီးတွေမကြောက်ပါနဲ့။ရှူပေါက်မယ်ဆိုရင်လည်းပဲကြိုပြောဖို့ရှူတော့ထွက်မကြနဲ့ရှူတော့ပေါက်မချနဲ့။နဲ့နဲ့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒါပြည့်မဲ့ပြည်သူတွေ ဒါကျွန်တော်တို့ဒါတောင်းလိုင်းစတဲ့ကာလအတွင်းရတယ်ယနေ့အချိန်ထိဒါကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေဟာကျွန်တော်တို့ရဲ့ဒါပြည်သူပေါ့နော်ပြည်မဲ့ပြည်သူတွေကိုဖန်ဆီးပြီးတော့ရဲဆက်ဆက်ညှင်းမှန်းနှိမ့်ဆက်တက်ဖြတ်နောက်နေ့မှအလောင်းလာဖို့အလောင်းဖုတ်တဲ့အချိန်မှလည်းပဲရုပ်ပြက်ဆင်းပြက်ဒါတော်မှသူတို့ကခမန်ဂရီမျိုးစုံဖိုးခိုင်းပြီးတော့ဒါဘိုက်တွေလည်းခွဲထားရင်တွေလည်းခွဲထားပြီးတော့မျက်နှာမှလည်းဘလိုမှကိုကြည့်မကောင်းရှုမကောင်းအခြေအနေတိ ဘလောက်တောင်ညီမနေဆက်တဖြက်ခံရတဲ့အခြေအနေဇိုးတွေနဲ့ရင်ဆိုင်ခဲ့ရတော့တဲ့ကျွန်တော်တို့ပြည်သူလူထုဟာသူတို့တွေအဖမ်းခံရတဲ့သူတို့အလှဲ့မှာကြတော့တေးတော်ထွက်ကြတယ်ဆိုတော့ကြည့်လို့မကောက်သေးရလားဗျာဟုတ်ပြီလက်ရှိချိန်မှာသူတို့ကိုစစ်တုံးမဲ့ဥပဒေနဲ့ဒါအရေးယူဆောင်ရွက်သွားပါမယ်အကျန်းကိုလူသားဆန်တယ်နော်ချွတ်ချက်အနေနဲ့တော့ပြောပါမယ် တကယ်လို့ဖြောက်ပြေးဖို့စူးစမ်းရင်တော့ဘောင်းဘောင်းဘောင်းဒိုင်းဒိုင်းဒိုင်းကြီးပေချာဖို့ဖြစ်သွားမှာပါဒီကောင်ကဖြောက်ပြေးမယ်ထင်ပါတယ်ဟုတ်ပြီဒါကတော့လက်ရှိအခြေအနေမှာကျွန်တော်ဖက်စစ်ခွေးတက်ကအရာရှိပြီးအရုပ် uniform နေနဲ့ဒါလန်တလာတို့မရတဲ့အခြေအနေဒီခြေနေတွေမှာကျွန်တော်ပြပြည်သူတွေနဲ့ဒါနေရာတိုင်းမှာကျွန်တော်တို့ကာဝေးတစ်ဖွဲ့ဝင်နေရှိနေပါတယ်ဆိုတဲ့အကြောင်းပါဟုတ်ပြီ ကျွန်တော်တို့ကြိုတင်တင်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒါချမ်ပီယံစ်ခွေးတက်ကသူတို့ရဲ့ဒါဗိုလ်ချုပ်ကြီးချိုထွန်းအောင်ကိုကျွန်တော်တို့ဒါအသုံးသင်ရှင်းလင်းပြီးနောက်ပိုင်းမှာသူတို့ဟာ6ငွေအရွယ်ကလေးငယ်ပါဝင်ကျွန်တော်တို့ရက်သားပြည်သူ6ဦးဖမ်းဆီးထားတယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်ဆိုတော့အဲ့ဒီ6ဦးလုံးမှာကျွန်တော်တို့ရဲ့ဒါမြို့ပြ UG လူငယ်အဖွဲ့တွေတယောက်မှမပါဘူးဆိုတာကိုလည်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ် ဘေးကင်းလုံခြုံလျက်ရှိပါတယ်ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့လဲဒါသူတို့အနေနဲ့ထူးထူးခြားခြားဖြစ်ရှင်းစရာမရှိပါဘူးဒါအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတရားမိပါတယ်ရဲဘော်တွေအားလုံးဘေးကင်းလုံခြုံပါကြောင်းကိုတင်ပြပြီးပြောဆိုပြီးဖြစ်တယ်လို့လည်းထပ်မံပြောဆိုထားပါတယ်ဒါဆိုရင်အဲ့ဒီမှာဖန်ထားတဲ့ကောင်တွေကဘသူတွေလဲဘသူတွေကိုဖန်ထားတာလဲကလင်းငယ်တွေတစီသမားတွေဘေးတွဲကယ်တွေသမားတွေစီရီယမ်ဆရာဝန်တွေနဲ့ ကျွန်တော်တို့ဒါအခြားသောသူတွေဇက်တိုက်ဇလန်းစင်ပြီးတော့ဖမ်းရတာဖြစ်တယ်ဆိုတော့ဖမ်းတဲ့အထက်မှာတနက်လဲပါသေးတယ်အဲ့ဒီတနက်အကြောင်းကိုကျွန်တော်ကဒီကပြောချင်တာဗျကျွန်တော်တို့ညပြတော်လိုင်းတက်မှာလက်နက်ခရင်ကျွမ်းကျင်သူကျွန်တော်တို့လည်းဒီလက်နက်တွေနဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးခံမှန်းနိုင်ပါလေဆိုတော့တို့တို့ထုတ်ပြန်ထားတဲ့ဒါတပ်ပုံမတန်အရာအဲ့ဒီတနက်ကိုကြည့်ရှုစစ်စစ်လိုက်တဲ့အချိန်မှာတနက်စစ်မုတ်ဖဲနဲ့ propane gas gas နဲ့ပြက်တဲ့တနတ်အတုဖြစ်နေတာကိုသေချာစွာကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်ပါဒါဆိုရင်တော့ရှင်းသွားပါတော့ကတ်တနတ်တွေပြီးတော့လေတနတ်တွေကျွန်တော်မြင်ပါတယ်ကြားဖို့မှာပါကျွန်တော်တို့ဒါပစ္စတိုတွေနဲ့ပုံစံတူတူရှိပါတယ်အဲသူက rifle ပုံစံတွေလည်းရှိပါတယ်ဒါကအဲကျွန်တော်တို့ဒါဟို online secret မှာလည်းပဲဝင်ရောက်ကြည့်ရှုပြီးတော့လည်းဝယ်ယူမှားလို့ရတဲ့အခြေအနေတွေလည်းရှိပါတယ်ကျွန်တော်နိုင်ငံမှာတော့အဲ့ဒါကိုတော့ဖွင့်ပြထားတာတော့ ်ရှိမှာမဟုတ်ဘူးဒါပေမဲ့ခြားသောနိုင်ငံတွေမှာ gas net gas တနက်ကိုတရားဝင်ရောင်းချနေတာတွေရှိပါတယ်ဟုတ်ပြီဒီတနက်ကိုစစ်စစ်ကျွတ်လိုက်တဲ့အချိန်မှာ gas တနက်ဖြစ်နေပါတယ်ဆိုတော့ဘလို့ပဲလိမ့်လိမ့်လိမ့်နာကြီးကတော်တော်လေးကိုရုပ်ပြတ်ဆင်းပြတ်ဖြစ်နေတာပါဟုတ်ပြီလက်ရှိကျွန်တော်တို့ဒါအဲ့ဒီဖြစ်စဉ်ကိုစောင့်ကြည့်လေ့လာ နေတဲ့ကျွန်တော်တို့ဒါပြည်သူတအုပ်က ဗမုချုပ်ချုံတော့ပြတ်ခတ်ခံရတဲ့နေရာအနီးမှာစောက်လို့လုပ်ငန်းခွင်အဲ့ဒီ site ထဲကအလုပ်သမားတွေကိုတရားခံစရင်တွင်းထားပြီးတော့ဖမ်းဆီးနေတဲ့အကြောင်းကျွန်တော်ကြားသိထားရပါတယ်။ဒါကြောင့်အပြစ်မဲ့ပြည်သူတွေကိုပဲသူတို့ကခေါင်းစဉ်တက်ပြီးတော့ဖမ်းမှာဖြစ်တယ်။သူတို့မှာဘာမှအလုပ်လို့မရဘူး။ဒါပေမဲ့အဲ့ဒီအမှုကသူတို့ရဲ့ခေါင်းကြီးကိုကျွန်တော်တို့ကခေါင်းတိကုံထိအောင်ပြနိုင်ခဲ့တာ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဒါလည်းဖက်ကြောင့်စိုးဝင်းကိုတိုင်းဒါရန်ကုန်ကိုရောက်ရှိလာပြီးတော့တေချာစွာကင်တွဲနေရပင်မဲ့လည်းပဲအဲ့ဒီနအိုကြီးတွေအဲ့ဒီခွေးအိုကြီးတွေထက်ကျွန်တော်တို့လူငယ်တွေဟာဘလောက်ထိပါနဲ့လိမ်မာမှုရှိလဲဆိုတာကိုတသက်တွေထက်မှန်မြင်တွေ့ရပြီးတော့စတိုင်းမိပါတယ်ဒီထက်ပို့ပြီးတော့ကောင်းမွန်တဲ့မရှင်တွေကိုလည်းမြင်တွေ့ရဖို့ရှိပါတယ် ဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာနောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိကျွန်တော်ပြည်သူလူထုတစ်ရက်လုံးနဲ့ကျွန်တော်တိုင်းရင်းသားဒါပြည်သူတစ်ရက်လုံးဟာတတော်လေးကိုပင်မန်းစင်ရနေကြပါပြီငါကိုယ်တည်းကကျွန်တော်နိုင်ငံတစ်ပေါင်း20ကြာကြာဒါဖိနှိပ်ခံအနေနဲ့ကျွန်တော်တို့ရက်တည်ခဲ့ရတာအကျွန်တော်တို့ရဲ့ဒါကျမ်းမာရေးကျွန်တော်တို့ရဲ့ဒါပညာရေးကျွန်တော်တို့ရဲ့စာဝတ်နေရေးဘာတစ်ခုမှအမကန်ချက်မရှိဘဲနဲ့ကျွန်တော်နိုင်ငံအတွင်းမှာဖြစ်သလိုအသက်ရှင်ရက်တည်ခဲ့ရတယ်ကျွန်တော်ပြည်သူတွေဟာ ။နေပေါင်းများစွာဖိနှိပ်ခံခဲ့ရတယ်လို့ခုအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ပြည်သူတွေပို့ပြီးတော့စွစုဘဝရင်ဆိုင်နေရတယ်။လူငယ်တွေလူလက်ပိုင်းတွေလူကြီးတွေကလင်းငယ်တွေပါမချမ်းပါ။ဆိုတော့တိုင်းသားနေပြည်တော်ဆိုရင်လည်းပဲကျွန်တော်တို့ကလင်းငယ်တွေရဲ့ဒါအကြောင်းတွေပါဘုံချဲခံရတဲ့အခြေအနေတွေကိုလည်းကျွန်တော်ပြည်ပါကြားမှာဖြစ်တယ်။ပုံမှန်တိုင်းကကျွန်တော်တို့ဒါနိုင်ငံတွေကမိဘပြည်သူတွေဟာတခုခုတခုရောက်တယ်ဆိုရင်ဥမာဘုံကြီးအကြောင်းတို့ဖျားအကြောင်းတို့အဲ့လိုနေရာလေးတွေမှာတွားပြီးတော့နေရကြပါတယ်ဆိုတော့အခုက အဲ့ဒီဘုံကြီးအကြောင်းကျွန်တော်ဘုရားအကြောင်းတွေကိုပါစေပြစ်မှတ်ထားပြီးတော့ကျွန်တော်ဖက်စစ်ခွေတကလေးနဲ့ဘုံချဲနေတဲ့အခါမှာကျွန်တော်ပြည်သူဟာတော်တော်လေးကိုအသက်ရှင်ရက်တည်ရခံနေပါတယ်။ဆိုတော့ကျွန်တော်အားလုံးပူပေါင်းပြီးတဲ့ဒီဒေကိုတိုင်းသားတပ်ဖွဲ့ဝင်အားလုံးနဲ့ကျွန်တော်ပြည်သူကဝေးတပ်ဖွဲ့ဝင်တွေနဲ့အတူတူကျွန်တော်မိဘပြည်သူတွေဆင်နွှဲရတော်မယ်နေ့အမြန်ဆုံးတတ်မှတ်အကောင့်ထဲပေါ်ပြီးတော့ ကျွန်တော်ထိုးစစ်ကိုတရဇက်စင်နွယ်ဖို့လီလီနဲ့နဲ့မြစ်တာရက်ကန်တိုက်တွန်းရင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်လက်နေပေးစီပေးကပေးကြောင်းနဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအုပ်ကြီးစီတဲ့ဘင်းနဲ့ကင်းရှင်းပါကျွန်တော်လီလီနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေဝရှင်းလေးပါ